ဂျာပြေရွေးကောက်ဘက်ကနေရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်အနေနဲ့လွှတ်တော်စတင်တက်ရောက်နိုင်မှုအခက်အခဲဖြစ်နေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကျန်းသစ္စာကျင်းဆိုရေးဝေါ်ဟာရာအုံတော်အခက်အခဲတွေနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းယူလို့မရတော့တဲ့နောက်ဆုံးအခြေအနေကြမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကိုရွေးချယ်မဲ့အကြောင်းမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပြောကြားလိုက်တာပါနောက်ဆုံးအခုနပြောသလိုညှိနှိုင်းတဲ့အကြံပြုတဲ့ဘယ်ဟာမှမဖြစ်လာဘူးလို့ဆိုရင် နောက်ဆုံးကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပဲဒါနောက်ဆုံးပဲအဲကြံတဲ့ဟာတွေကတော့ဥပဒေမပြင်ဘဲနဲ့လုံနိုင်တဲ့နီလန်းတွေကိုကျွန်တော်တို့အကြံပြုတာပေါ့နောက်ဆုံးကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပဲဖြစ်မှာပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းတက်ကောင်းမွန်တဲ့ဥပဒေဆိုင်ရာအကြံပြုလွှာတွေကိုသမ္မတပါဝင်လွှတ်တော်ယုံနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွေကိုပြပို့ထားပြီးဖြစ်ပေမဲ့လည်းဒီကနေ့အချိန်အထိအကြောင်းပြန်ကြားတာမျိုးမရှိသေးတာလည်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာတော့ဟိုဒါလည်းအကျုံးဝင်ပါတယ်။သို့တော်ဒီအဲ့ဒီ processor ရှိတယ်ကျွန်တော်တို့အမြင်ပေါ်လိအဲ့တော့ဥပဒေရဒီတဲ့ဉာဏ်ဆန်တဲ့အဲလုပ်ငန်းစဉ်လုံနိုင်မလား နော်ကျွန်တော်တို့ရဲ့ဥပဒေအမြင်တွေကိုကျွန်တော်တင်ထားပါတယ်အဲဒီနေ့ထိတော့လက်ခံခြင်းရှိမရှိကျွန်တော်မသိရသေးပါဘူးဒါအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်ဖို့အရင်အစိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေအချင်းချင်းလိုက်လျောညီထွေစွာနဲ့တဟဇာတာဖြစ်အောင်လှုံ့ဆော်ဖို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကအလေးထားဆောင်ရွက်နေတာလို့လည်းဆိုပါလေဥပဒေတွေရောလှုပ်ထုံလှုပ်နည်းတွေရောဒီနောက်ဆက်တွဲဆရာတွေရောအကုန်လုံးဟာကျွန်တော်တို့လိုက်လျောညီထွေရှိရမယ် consistent ဖြစ်ရမယ် inconsistent ဖြစ်တာဥပဒေမဟုတ် consistent ဖြစ်အောင်ကိုလုပ်အောင်အဲ့တော့နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေမှာပြင်ဆင်ချက်ထွက်လိုက်ပြီးဆိုရင်အဲ့ဒီပြင်ဆင်ချက်နဲ့ညီညွတ်တဲ့ပြုပြင်ပြောင်းလဲမှုတွေအကုန်လုံးလုပ်ဖို့ဟာအဲ့ဒါဥပဒေရဲ့မူပဲကျွန်တော်တို့ဒါကိုကင်ဆယ်နေတာပါဒီအခြေအနေမှာပဲမျိုးသားဒီမိုကရေစီရဲ့ဘွဲ့ချုပ်ကကိုယ်စားလှယ်တွေအနေနဲ့လွှတ်တော်တက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းကိုရွေးချယ်ဖို့အကြံပေးသူတွေလည်းရှိနေတာပါကျွန်တော်တို့ လွတ်တော်တဲ့ကိုအရင်ဝင်ဝင်ပြီးတော့မှပြင်းဆိုလို့မြင်တဲ့လူတွေကိုကျွန်တော်ဟိုဘာမှ သုံးသပ်စရာဝေဖန်စရာမရှိဘူးဒါကကျွန်တော်တို့အမြင်လေးကကိုယ့်အမြင်နဲ့ကိုရှိကြမှာပဲဒါပေမဲ့လို့ကျွန်တော်တို့နားလေတာကအဲ့ဒီလူဝင်လိုက်ရင်ကျွန်တော်တို့ရဲ့မူရင်းဖြစ်တဲ့အဲစီကာ principle ကိုထိခိုက်တယ်လို့ကျွန်တော်ထင်ပါတယ်အာကျွန်တော်တို့နိုင်ငံရေးပါတီများမှတ်ဖို့တင်ခြင်းဥပဒေကိုပြင်ဆင်ပေး ဖို့ကျွန်တော်တို့တင်ပြကြတဲ့ကဒီစီကံကကျွန်တော်တို့ရဲ့စီကံပါအဲ့တော့ကုစီကံကို ဖောက်တာမျိုးလည်းမဖြစ်ချင်ပါဘူးဒါကြောင့်ကျွန်တော်တို့တတ်နိုင်တဲ့မြအပြည်လေဖို့နီလန်းတွေကိုကျွန်တော်တို့ရှာပြီးတော့အချံပြူချက်တွေပေးနေတာပါမြန်မာဒီမိုကရေစီဘွဲ့ချုပ်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းပြည်သူလူထုကိုအခုလိုရှင်းလင်းပြောကြားထားတာပါ။အဲပြည်သူလူထုကိုပြောကြားခြင်းတာကတော့ကျွန်တော်တို့လည်းပြည်သူလူထုတို့နဲ့အတူခံစားချက်တူတူပါပဲ။ အဲကျွန်တော်တို့အခုဆောင်ရွက်နေတာလည်းဒါဥပဒေစိုးမိုးရေးပါဥပဒေစိုးမိုးရေးလို့ဆိုလိုက်တဲ့အတွက်အားလုံးနဲ့သက်ဆိုင်တဲ့အားလုံးရဲ့အနာဂတ်နဲ့သက်ဆိုင်တဲ့ဒါကိုကျွန်တော်တို့စူးစမ်းနေတာလို့ပဲပြည်သူလူထုသိပေးကြပါတယ် ဒီလိုဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးလွှတ်တော်တက်ရောက်နေတဲ့တိုင်းသားနဲ့ဒီမိုကရက်တစ်အင်အားစုနိုင်ငံရေးပါတီ၁၄ခုကလွှတ်တော်ကိုယ်စားလှယ်တွေကလွှတ်တော်ဥက္ကဋ္ဌတွေနဲ့အတူဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ဒေါအောင်ဆန်းစုကြည်တို့ကိုလိမ့်မှုပြီးတော့ NLD ပါတီကကိုယ်စားလှယ်တွေလွှတ်တော်ထဲဝင်ရောက်လာနိုင်အောင်ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ AB လ25ရက်နေ့ကလက်မှတ်ရေးထိုးပြီးတော့လည်းတောင်းဆိုထားတာမျိုးတွေရှိနေတာပါကျွန်တော်အဖုံးမြတ်ပါခင်ဗျာ